အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ NUG ဟာတရုတ်အကျိုးစီးပွားကိုထိခိုက်စေမယ့်အဖွဲ့အစည်းမဟုတ်သလိုတရုတ်ရဲ့ရန်သူမဟုတ်ဘူးလို့ယာယီသမရကပြောကြားလာတဲ့သတင်းမှာအမျိုးသားညီညွတ်ရေးဆိုရ NUG ဟာတရုတ်ရဲ့အကျိုးစီးပွားထိခိုက်စေမယ့်အဖွဲ့အစည်းမဟုတ်သလိုတရုတ်ရဲ့ရန်သူလည်းမဟုတ်ဘူးလို့ AB လ29ရက်နေ့မှာကြံပါတဲ့အစိုးရအဖွဲ့အစည်းဝေးမှာ NUG ယာယီသမရဒူဝါလက်ရှိလာကပြောကြားလိုက်ပါတယ် အမျိုးသားညညရဲ့အစိုးရဟာတရုတ်နဲ့ပတ်သက်ရင်ငြင်းငြင်းစွာအတူရှင်တွဲနေထိုင်ရမှုကိုအခြေခံတဲ့နိုင်ငံသားရဲ့သဘောထားထားရှိပြီးတရုတ်ရဲ့ရံဘက်အင်အားစုတခုမဟုတ်ဘူးဆိုတော့ပုံမွင့်လင်းလင်းပြသရမှာဖြစ်သလိုတရုတ်ရဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်ရင်လည်း NUG အနေနဲ့တရုတ်အတွက်စူးညောင်းကလပ်အဖြစ်ရှိမှာမဟုတ်ပဲမဟာမိတ်အနေနဲ့ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့တရုတ်နိုင်ငံကသတင်းစကားပါပါတယ်တရုတ်ရဲ့မြမအရေးဂျာဝင်ဖြန့်ဖြေမှုတွေဟာဆီယနာရှင်စနစ်သက်ဆိုးရှိအောင်မဖြစ်စေသင့်ဘူးလို့ထင်ပါတယ် ကျွန်တော်တို့မြို့သားညညရေးအစိုးရအဖွဲ့အပါအဝင်ကိုင်းနာတော်လိုင်းရင်အားစုတွေအနေနဲ့လည်းတရုတ်ရဲ့ဂျာဝင်ဖြန့်ဖြေမှုတွေနဲ့ပတ်သက်ပြီးဖြစ်နေဖြစ်တိုက်တဲ့မှုတွေအပေါ်မှာအခြေခံမှုကျွန်တော်တို့အားလုံးတိုက်တွန်းနှိုးဆော်တင်တယ်လို့ယူဆပါတယ်လို့ယာယီသမရကပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံဘက်ကအနေကြီးအပေါ်အမြင့်တချို့ကိုပြန်လည်တက်မဲ့ပေးဖို့ကိစ္စနဲ့တရုတ်အနေနဲ့အမျိုးသားညညရေးအစိုးရအပေါ်မှာအမျိုးမျိုးသောထင်ကြေးတွေနဲ့ချင်းကပ်ထင်မြင်နေတာကြားပြီးဖြစ်တာကြောင့်လေးလေးနက်နက်ဂိုင်းတွေဖြည့်ရှင်ရမယ်လို့လည်းဆိုပါတယ်။ လက်လက်ပြီးခေပါလီမန်ဒီမိုကရေစီခေကာလကလေးကတရုတ်အိန္ဒိယနဲ့မြန်မာတို့ဟာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မှုကိုကမ္ဘာအသည့်ကြီးညာပြီးလက်ရှိအချိန်အထိငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ခဲ့ကြတယ်လို့သူရဲ့မိန့်ခွန်းနဲ့ထည့်ပြောသွားပါတယ်။ဒေသတွင်းနိုင်ငံတွေတဲ့ဩစာကြီးထွားလာတဲ့တရုတ်အနေနဲ့မြန်မာအရေးမှာတက်တက်ကြွကြွဝင်ရောက်ဖြန့်ဖြေတာကိုမငင်းပယ်ပေမယ့်ပုံမှန်ကျပြင်းတဲ့ချင်းကမှုတွေနဲ့ဂျာဝင့်ဖြန့်ဖြေရမှာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ ကမ္ဘာနိုင်ငံရေးအပြောင်းအလဲတွေနဲ့ပထဝီနိုင်ငံရေးချိန်ဝင်ရှာအပြောင်းအလဲတွေဟာနိုင်ငံအပေါ်အကြီးအကျယ်ရိုက်ခတ်မှုရှိနေပြီးမိမိနိုင်ငံရဲ့ပြည်သူရေးကိုမိမိကိုယ်တိုင်ဖြည့်ရှင်နိုင်ဖို့လိုတယ်လို့လည်းဆိုပါတယ်။နှွေဦးတော်လိုင်းရဟာပြည်သူလူထုတရက်လုံးရဲ့လွတ်လပ်ရေးနဲ့ပြည်သူအကျိုးစီးပွားအပြည့်အဝရရှိရေးအပေါ်မှာအခြေခံသလိုနိုင်ငံတကာဆက်ဆံရေးမှာလည်းနိုင်ငံတွေဟာတတိတဲမနေကြရပဲပူးပေါင်းဆောင်ရွက်ကြရတာကြောင့်ဒေသတွင်းနိုင်ငံတွေရဲ့အခမ်းအနားကအရေးပါတယ်လို့လည်းယာယီသမရကပြောကြားခဲ့ပါတယ်။ ေသရင်းနိုင်ငံတွေနဲ့မြမအရေးကိုဆွေးနွေးညှိနှိုင်းကြတဲ့အခါနိုင်ငံတော်ရဲ့ဖြစ်တည်ခဲ့မှုကိုလက်လျော်မရှိဘဲမူအပေါ်မှာအခြေခံပြီးဆွေးနွေးညှိနှိုင်းမှုတွေအပြင်တမိုင်းဆိုင်ရာပဋိပက္ခနဲ့လူမျိုးရေးနိုင်ငံရေးပဋိပက္ခတွေရဲ့ဖြစ်အမြင့်တွေ့နေတာကိုနားလည်ကြဖို့တိုက်တွန်းရမှာဖြစ်တယ်လို့လည်းညွှန်ကြားခဲ့ပါတယ်။ အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကလည်းအစိုးရအဖွဲ့အနေနဲ့လေးနှစ်သာကာလလုံးမှာလုံခြုံရေးအခက်အခဲအမျိုးမျိုးကိုရင်ဆိုင်ကြော်လွှားခဲ့ရပြီးပြောင်းလဲလာတဲ့တော်လှန်ရေးအခြေအနေကြောင့်ပို့ဆူဆီးဖို့လိုအပ်သလိုပုံမအလုပ်ဖြစ်ဖို့လိုအပ်တယ်လို့ဆွေးနွေးခဲ့ပါတယ်။ ဒါအပြင်ဝင်ကြီးတွေအနေနဲ့လက်ရှိယူထားတဲ့တာဝန်ရအလုပ်ဖြစ်နိုင်ဖို့ဘလို့နေရမျိုးမှနေပြီးတာဝန်ထမ်းဆောင်ရင်တော်လှန်ရေးအတွက်ပုံမှန်ထိရောက်မလဲအကျိုးရှိမလဲစဉ်းစားပြီးတင့်တော်တဲ့နေရာဒေသအသီးသီးကနေပုံမှန်အားထည့်စူးစမ်းရမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်အရင်နောက်အစည်းအဝေးတက်ရောက်ကြတဲ့အစိုးရအဖွဲ့ဝင်များကရှေ့ဆက်လုပ်ငန်းများကိုဆွေးနွေးခဲ့ကြပြီးဝန်ကြီးချုပ်ကပြန်လည်ရှင်းလင်းဆွေးနွေးကာယာယီသမရကနေကောင်းချုပ်အမတ်စကားပြောကြားပြီးနောက်အစည်းအဝေးကိုရုပ်သိမ်းခဲ့ပါတယ်ရှင်။ကျမနည်းနည်းပါ